မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်စကိုင်းတိုင်းထက်ပန်းကဗမောင်မျိုးကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့နယ်ဆယ်မိုင်လောက်ကွာဝေးမှာရှိတဲ့ခမိုးပတ်ဝန်းကျင်မှာစက်တင်ဘာလ23ရက်နေ့အထိတပ်ဖွဲ့တွေဆက်ဖြစ်ပွားနေတယ်လို့ဗမောင်မျိုးနယ်ကရှေ့တန်းသတင်းရင်းမြစ်တယောက်စီကနေသိရပါဗျာ စစ်ကော်မရှင်နဲ့ SNA တပ်ဖွဲ့တွေကဗမာမျိုးကနေဆုတ်ခွာသွားပြီးနောက်ခမိုးကုန်းကိုတော့စက်တင်ဘာလ23ရက်နေ့မှာထပ်မံသိမ်းပိုက်ရရှိတာဖြစ်ပါတယ်။ဒါပေမဲ့ကာကီကုန်းတွေအများပြားရှိနေသေးပြီးအဲ့ဒီဘက်တွေမှာတိုက်ပွဲတွေဆက်ဖြစ်တယ်လို့သိရပါတယ်။ဒေသခံတယောက်ကလည်းစလုံးတောက်သွားတဲ့ခမိုးဘက်ခြံတွေမှာတိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီးတော့တိုက်ပွဲသံတွေကြားနေရတယ်လို့ဆိုပါတယ်။စစ်တပ်ကလည်းရင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ပမောက်မာလွန်ခဲ့တဲ့၂၂ရက်နေ့ကစစ်ကော်မရှင်တပ်သားတယောက် MA1 တနက်တလက်နဲ့အလင်းဝင်လာတာရှိသလိုခမိုးတိုက်ပွဲတွင်းမှာလည်း SNA တပ်သားနှစ်ယောက်ကိုလက်နက်အပြည့်စုံနဲ့ဖမ်းဆီးရမိတာတွေရှိတယ်လို့ရှစ်တဲ့သတင်းရင်းမြစ်တယောက်စီကနေသိရပါဗယ်ပမောက်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကစက်တင်ဘာလ15ရက်ကစတင်တိုက်ခိုက်တာဖြစ်ပြီး20ရက်နေ့မှာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင် ရှီဟောင်းယဉ်ကျေးမှုအမွေနေ့ဆောင်ဖြစ်တဲ့မန္တလေးတိုင်းညောင်မြို့နယ်ပကံဒေသမှာစစ်ကောင်စီတပ်ကအနာသိမ့်ပြီးတဲ့နောက်ခီးသွွားဧည့်သည်ဝင်ရောက်မှုနှေးပါလာတဲ့အတွက်ဒေသခံတွေလှုပ်လှမဲ့ဖြစ်လာပြီးတနိုင်တစ်ပိုင်လုပ်ငန်းတွေလည်းရပ်ဆိုင်းလာနေရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ကအနာသိမ့်ပြီးတဲ့နောက်ပိုင်းနေမြေဒေသအေဂျင့်မှုမရှိတဲ့အတွက်ပြည်ပဧည့်သည်မဝင်တော့သလိုပြည်တွင်းဧည့်သည်တွေကလည်းအခါကြီးရက်ကြီးတွေမှသာလာရောက်ကြတယ်လို့ဆိုပါတယ်ပကံဒေသကိုဧည့်သည်အဝင်မရှိတော့တဲ့အတွက်ဒေသခံတွေရဲ့တနိုင်တစ်ပိုင်ဖြစ်တဲ့လက်စေးချေတာ တဲပကြီးရေးဆဲတာနဲ့ရုံးတဲ့လုပ်ငန်းတွေပါဝင်တနိုင်တစ်ပိုင်လုပ်ငန်းတွေလည်းရပ်ဆိုင်းလာပြီးစာဝတ်နေအခက်ခဲတွေရှိလာနေတယ်လို့ဆိုပါတယ်ကျွန်တော်တို့ဒီပကြီးသမားတဲ့မဟုတ်ဘူးအဲတုတ်တုတ်မောင်းတဲ့လူစားတောက်ဆိုင်ရောက်တဲ့လူအဝတ်ထည်ရောက်တဲ့လူကအစအကုန်လုံးရုံးတဲ့အော်နောက်ဆုံးဟိုတယ်သမားအထိပေါ့နော်အကုန်လုံးကကျွန်တော်တို့ဒီမြို့လေးကတခြားမြို့နဲ့မတူဒီတူရဇင်ခီးသွားပေါ်ပဲအဓိကမိတင်းနေရတဲ့မြို့လေးဖြစ်တဲ့အခါကျတော့ခီးသွားမရှိရင်ဒီပကန်းသူပကန်းသားအကုန်လုံးကအလောက်ကိုင်း အဆင်မပြေပါဘူးခྱི་သွားပုံမှာပဲမှုတည်တယ်ခྱི་သွားလေးမှာနဲသွားလဲဆိုရင်အကုန်လုံးကတော့အကြက်တဲချတာပါပဲဟုတ်ကဲ့ပကံဒီတာကိုကိုဗစ်ကာလမတိုင်ခင်2019ခုနှစ်မှာပြည်တွင်းပြည်ပခྱི་သွားဧည့်သည်3.4တန်းကျော်အထိလာရောက်လည်ပတ်ခဲ့တယ်လို့ဟိုတယ်နဲ့ခྱི་သွားလာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်စစ်တပ်ကအနာသိမ်းပြီးတဲ့နောက်2023ခုနှစ်မှာတော့ပြည်တွင်းပြည်ပခྱི་သွားဧည့်သည်စုစုပေါင်း4.8တန်းကျော်ဝင်ရောက်ခဲ့ပြီး2024ခုနှစ်မှာတော့ခྱི་သွားဧည့်သည်9.3တန်းကျော်ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ကဟိုတယ်နဲ့ခီးသွွားညွှန်ကြားမှုဦးတည်ဌာနကပကံရုံးခွဲကနေသိရပါတယ်။စစ်တပ်အာဏာမသိငင်ကပကံဟာပြည်တွင်းပြည်ပခီးသွွားဧည့်သည်တွေနဲ့စီကားနေခဲ့ပြီးအလုတ်ကန်ခွင်လန်းတွေအစီအပြေခဲ့ပေမဲ့လက်ရှိမှာရိုးနယ်လုပ်ငန်းတွေပိတ်ထားတဲ့အတွက်တခြားလုပ်တွေပြောင်းလဲနေရတယ်လို့ရိုးနယ်လုပ်ငန်းလုတ်ကန်သူကပြောပါတယ်။ဒါတာရာအဲ့ဒါလေးညှော့စားရတော့ပြန်တော့နိုင်မပြေဘူးပေါ့။ဒီကွာမိုင်းကွာ။ဒီလေးလေးပြူလေးရော။ဘယ်လိုလုပ်တာပါ။ ွန်းတဲ့လောက်တာကိုယွန်းတဲ့တွေကအဲ့တဲ့ပါတော့ကြတော့လုရှင်တွေကပိတ်ထားပါတယ်ပိတ်ထားတော့ကြတော့မ ాయి ရောဒီမှာပဲဘုရားပုရိသတို့ပြောပြလက်ရှိအချိန်မှာလည်းဗကန်ဒေတာကိုတာရောက်လည်ပတ်မယ်ဆိုရင်လမ်းမှာစစ်တပ်ကအစီအစဉ်ကိုကြော်ဖြတ်ရပြီးည9နာရီနောက်ပိုင်းမှာလည်းဒေတာကန်တွေကအစာအပြင်ကိုမထွက်ကြတော့ဘူးလို့သိရပါဗျ။ဗကန်ဟာမြပြလာတဲ့ရှီယောင်းလက်ရာဇီဒီပထိုးတွေကြောင့်ကဘာလက်ခီးတဲ့တွေကိုဆွဲဆောင်ရနေရာဖြစ်ကြော်ကြပြီး2019ခုနှစ်ဇူလိုင်လ6ရက်မှာဗကန်ရှီယောင်းယဉ်ကျေးမှုဒေတာတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်ဖြစ် UNESCO ကသတ်မှတ်ခဲ့ပါတယ်ကျွန်တော်လေးရင်ပါလောက်ကျန်ခံခဲ့ရတဲ့ချာလီကကက်အမျိုးသမီးကို ABC သတင်းဌာနကရုပ်သံတင်ဆက်သူဂျီမီကင်မဲကချီချူခဲ့ပါတယ် ကင်းမန်ဟာပြီးခဲ့တဲ့အင်္ဂါနေ့ကရုတ်တက်အစီအစဉ်ပြန်လည်တင်ဆက်ခဲ့ပြီးလူငယ်တဦးအသက်ခံရတာကနေကျွန်တော်တို့အမြင်မှန်ရတာမျိုးမလို့ချင်းချောင်းလဲပြောဆိုခဲ့ပါတယ်။ကင်းမန်ဟာကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူချာလီကတ်လောက်ကျန်ခံရတာကို ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီးထရမ့်အစိုးရအဖွဲ့ရဲ့ဒေါသနဲ့ရင်ဆိုင်ခဲ့ရပြီးတပတ်ကြာအစီအစဉ်တင်ဆက်ခွင့်ရပ်ဆိုင်ခံခဲ့ရတာဖြစ်ပါတယ်။ ABC ရုတ်တန်ရဲ့ရုတ်တန်ထုတ်လွှင့်ခွင့်လိုင်စင်ရုတ်သိမ်းဖို့ဗဟုအစိုးရရုတ်တန်အဖွဲ့စီကချိန်ချမှုပြုလုပ်ခဲ့ပြီးနောက်ကင်းမန် က်ကိုအစီအစဉ်တင်ဆက်ခွင့်ရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုရပ်ဆိုင်ခဲ့ပြီးနောက်အမေရိကန်နိုင်ငံတဝန်လူလတ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ ဒါပြင်ထရမ်ကသူ့အပေါ်ဘလို့သဘောထားရဲဆိုတာနဲ့တက်ဆိတ်နေတဲ့တခြားအစီအစဉ်တင်ဆက်သူတွေကအမေရိကန်တွေမဟုတ်ကြောင်းလဲဂေမဲကပြောပါတယ်။ ABC သတင်းဌာနကဂေမဲကိုအစီအစဉ်ပြန်လဲထုတ်လွှင့်ပေးတာနဲ့ပတ်သက်ပြီးမယုံကြည်နိုင်စရာကောင်းတယ်လို့အစီအစဉ်မထုတ်လွှင့်မီအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုဟာဟာမတ်စီကနေတစကံကိစ္စအပေးယူနဲ့ပတ်သက်တဲ့သတင်းပေးပို့ချက်ကိုမရရှိထားဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကစက်တင်ဘာလ23ရက်အင်္ဂါနေ့မှာပြောပါရယ်ဟာမတ်စ်ဟာဂါဇာမှာထိသိမ်းခံထားရတဲ့တစကံအရေအတွက်ထက်ဝက်ကိုချက်ချင်းပြန်လွှတ်ပေးမဲ့အလဲအလှယ်အနေနဲ့ရပ်ပေါင်း60အပြစ်ခတ်ရက်စရေးအဆိုပြုချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်စီကိုစာတစောင်းပေးပို့ခဲ့တယ်လို့ Fox News သတင်းကဆိုပါရယ် ်နိုင်ငံကြားရေးဝန်ကြီးရူပီယိုကတော့အဲ့ဒီစာကိုမမြင်တွေ့ဘူးကြောင်းနဲ့ဟာမတ်စ်ဟာအဲ့ဒီစာကိုမီဒီယာဒါမှမဟုတ်တစုံတယောက်စီ ပေးလိုက်တယ်လို့ထင်ရကြောင်း Fox Channel ရဲ့အင်ကာနီမနက်ပိုင်း Fox and Friends အစီအစဉ်မှာပြောကြားခဲ့ပါတယ်ဟာမတ်စ်တွေလက်နက်ချပြီးတစားကန်တွေအလုံးကို ပြန်လွှတ်ပေးလိုက်ပြီးရင်ဂါဇာကမ်းမြောင်ဒေသကိုပြန်လည်တိုက်ဆောက်ရေးနဲ့ပါလက်စတိုင်းတွေအတွက် တာယာဝပြောပြီးငြိမ်းချမ်းစွာနေထိုင်နိုင်မယ့်နေရာတစ်ခုကိုပေးအပ်နိုင်ဖို့ကအရေးကြီးတဲ့အလုပ်ဖြစ်ပြီးဒါကိုစားလုံနိုင်တော့မယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့တစားခံတွေကိုပြန်မလွှတ်ပေးမချင်းလုပ်ငန်းမစနိုင်သေးသလိုဟာမတ်စ်တွေလည်းတိတ်ကြကြခနိုင်တော့မှာမဟုတ်ဘူးလို့လည်းပြောဆိုပါတယ်ရှင်။ဒီပီပီယုံမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆက်ပါရှင်